စစ်အာဏာသိမ်းနောက်ပိုင်းအခွင့်အရေးပုံမှုဆုံးရှုံးလာနေတဲ့မတန်ဆွမ်းတွေကိုစစ်တပ်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲမှာမဲပေးဖို့ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းကြောင်းမတန်ဆွမ်းများနဲ့အထိမ့်မတ်ခန္ဓာမှာစစ်ကော်မရှင်ဝန်ကြီးဦးထွန်းအောင်ကပြောပါတယ်မတန်ဆွမ်းသူများဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းနဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်လက်တွေ့စမ်းသပ်အသုံးပြုခြင်းတို့ကိုလည်းနေပြီးတော့ရန်ကုန်မန္တလေး ြင်ဦးလွင်နဲ့မိတ္တီလာမျိုးတို့မှာအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ဒီဇင်ဘာ3ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာမတန်ဆွမ်းသူများနေ့မှာစစ်ကော်မရှင်က မတန်ဆွမ်းသူများအတွက်၎င်းတို့လှုပ်ဆောင်နေတဲ့အခြေအနေတချို့ကိုထုတ်ပြန်လာတော့လေ။မြေပြင်မှာတော့မတန်ဆွမ်းသူတွေဟာစစ်ကော်မရှင်ထံကနေတရောက်တဲ့အကူအညီရရှိခြင်းမရှိကြောင်းလဲလူခွင့်ရေးလှုပ်ရှားသူတွေကဆိုပါတယ်။စစ်ကော်မရှင်ကတော့ မတန်ဆွမ်းအရေးနဲ့ပတ်သက်ပြီးအမြင့်အာယုံချို့တဲ့သူများအတွက်စာအုပ်ထုတ်ဝေခြင်းအစိုးရမတန်ဆွမ်းကြောင်းများအတွက်လိုအပ်တဲ့ကူညီများပေးနေတယ်လို့စစ်ကော်မရှင်လက်အောက်ခံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။2020ရွေးကောက်ပွဲတုန်းကမိသားစုသဘောဆန္ဒအရကြိုတင်မဲ့ပေးခွင့်အထိစီစဉ်ပေးခဲ့ပေမဲ့လက်ရှိဆေးအုပ်စုက စီစဉ်နေတဲ့ရွေးကောက်ပွဲမှာတော့ မတန်ဆွမ်းတွေရဲ့အရေးနဲ့ပတ်သက်လို့ထည့်သွင်းစဉ်းစားတာတွေရှိမနေဘူးလို့လူ့ခွင့်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။စစ်ကော်မရှင်ကမတန်ဆွမ်းပုဂ္ဂလိကအသင်းတွေက တင်သွင်းလာတဲ့အချက်တွေကိုသာရယူထားပြီးအကူအညီပေးရတဲ့လှုပ်ရှားမှုမရှိကြောင်းသိရှိရပါတယ်။မြေပြင်မှာမတန်ဆွမ်းအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေကိုစစ်ကော်မရှင်ကကန့်သတ်ထားတဲ့အတွက် အဖွဲ့အစည်းတချို့မှလုပ်ငန်းများရပ်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကုလသမဂ္ဂကလေးများရပုံငွေအဖွဲ့ UNICEF ရဲ့စည်ရင်စရာများအရာ2020ခုနှစ်မှာမတန်ဆွမ်းဥယေ3.6တန်းရှိနေပြီးစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်ပဋိပက္ခများကြောင့်မတန်ဆွမ်းသူဥယေဟာရခင်ကားထက်နှစ်ဆနီးပါးဖြစ်လာနေပြီးလူဥယေ6တန်းကျော်ရှိလာတယ်လို့ကုလသမဂ္ဂအဖွဲ့စီမှ ထုတ်ပြန်ထားပါတယ်။